ငလျင်ဘေးအတွက်ဖဖကနေကိုညီလှူဒန်းပေးခဲ့ကြပြီမယ်လောဘတက်သူတချို့ကြောင့်လူရမှုရံပွဲတွေအထိဖြစ်ခဲ့ပရိသတ်များအလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြိုဆိုလိုက်ပါတယ်လက်တလုံးမှာတော့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားဖြင့်ငလျင်လှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးနေတဲ့သူတွေကကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းတွေပြုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်။သခိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်စတဲ့ဒေသတွေရဲ့မြို့နယ်တော်တော်များများမှာပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့်ငလျင်တန်ကနေလွတ်မြောက်ခဲ့ကြတဲ့မြန်မာနိုင်ငံရရက်ကကုသိုလ်ရှင်စေတနာရှင်တွေဟောင်းငလျင်ဘေးတင်ပြည်သူတွေကိုအပြည့်ဝကုညီထောက်ပံ့ပေးနေကြတာပဲဖြစ်ပါတယ်။ငလျင်တန်ကိုဆုံးရစွာခံစားခဲ့ရတာကြောင့်အတန်ဆုံးရှုံးမှုတွေအပြင်နေအိမ်တွေပါပျက်စီးသွားခဲ့ရတာပါ။ဒါကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ရအတွက်လည်းပြည်သူလူထုတစ်ရက်လုံးတက်နိုင်တဲ့ဘက်ကနေပဝင်အဖြစ်ပေးနေကြပါတယ်။အခုလိုအလှူရှင်တွေကတက်နိုင်တဲ့ဘက်ကနေကုညီထောက်ပံ့ပေးခဲ့ကြပေမဲ့ ငလျင်တန်ခန်းစားခဲ့ရတဲ့သူတွေထက်မှလောဘတက်တဲ့လူတစုကလည်းရှိနေသေးတာကြောင့်အလှပစ္စည်းတွေဝင်ငှနေတဲ့အချိန်တွေမှာလူရမှုပြဿနာတွေဖြစ်လာပါတော့တယ်။အခုလိုအချိန်တွေကြီးမှာငလျင်တန်ကိုခန်းစားရသူအလုံးဒုက္ခရောက်ကြတဲ့ဆိုပေမဲ့ငွေကြေးချမ်းသာသူတွေဟာငလျင်ဘေးလွတ်ရနေရာဒေသတို့ပြောင်းရွှေ့နေထိုင်နိုင်ကြပေမဲ့လူလတန်းစားမိသားစုနဲ့အခြေခံမိသားစုတွေကတော့ပိုပြီးဒုက္ခခံစားနေရတာပါ။အမှန်တကယ်ငလျင်ဘေးကြောင့်ဆောင်းဝင်းနေရေးဒုက္ခရောက်နေတဲ့သူတွေရှိသလိုတချို့ကတော့ငလျင်တန်ကိုမခံစားရပါဘဲအလှကံပစ္စည်းတွေငွေသားတွေကို လက်ခံရယူခြင်းနဲ့ကြတာပါလက်တလုံးမှာတော့အလှရှင်တိုးကငလျင်ဘေးသင့်ပြည်သူတွေကိုကုညီလွတ်တမ်းမှုတွေတောင်းရောက်ပြုလုပ်ရင်းသူမတို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုမှတ်တမ်းတင်လာခဲ့တာပဲဖြစ်ပါတယ်အရင်အလှရှင်မျိုးသမီးကသူမတို့တောင်းရောက်လွတ်တမ်းခဲ့တဲ့ရောင်းနမဲကိုတော့ထုတ်ဖော်ပြောလာခြင်းမရှိပေမဲ့လွတ်တမ်းဝင်ငါချိန်မှာအလှကျစနစ်နဲ့လက်မခံကြပဲလောဘဇောတက်ကသူထက်ကပြိုင်ဆိုင်လူရမှုတွေလှုပ်လာကြတာပဲဖြစ်ပါတယ် အလှရှင်တွေရဲ့ကိုထိလိုက်ရောက်လူတမ်းမှုကိုတော့မဆောင်ပဲလူရက်နေကြတာပေါ့ဒုက္ခရောက်နေကြသူအချင်းချင်းတူတူအလှကျစနစ်နဲ့ဆန္ဒထောက်ထားမှုတွေမရှိကြပါပဲကိုရောက်ရင်ပြီးရောလူရက်နေတဲ့မြင်ကွင်းတွေဟာအလှရှင်တွေအတွက်လည်းစိတ်မကောင်းဖွယ်စိတ်ပြတ်ဖွယ်ခြင်းတွေမျိုးရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်အလှရှင်မျိုးသမီးကအခုလိုအပြိုင်ဆိုင်လူရက်ပြီးရံပွဲချင်းပါနေတဲ့ရွာကိုဆက်မလို့တော့ပဲလှည့်ပြန်လာခဲ့ကြတာပေါ့ မြန်မာလူမျိုးတွေအနေနဲ့စီကံပိုင်းကိုချင်းစာစိတ်ပိုင်းတွေနဲ့ပါလွန်တာကိုအခုဗီဒီယိုကဖော်ပြသွားခဲ့တာပါ လောဘရဲ့သားကောင်တွေအဖြစ်ပြောင်းဝင်နေကြတဲ့လူအုပ်ကြီးကိုကြည့်ပြီးတချို့ကလည်းစိတ်ပြတ်နေကြသလုံးတချို့ကလည်းသူတို့တကယ်ဆာလောင်နေလို့ခုလိုစိတ်မထိန်နိုင်ပဲလူရမှုတွေဖြစ်ကုန်တာဆိုပြီးအမျိုးမျိုးထင်ကျေးပေးနေကြတာပဲဖြစ်ပါတယ်တချို့ကလည်းလူရနေတဲ့လူအုပ်ကြီးဟာအမှန်တကယ်ငလျင်ဘေးတင်းတဲ့ပြည်သူတွေမဟုတ်ဘဲအချောင်ခိုရကျင်တဲ့လူတွေဖြစ်မယ်လို့မှတ်ချက်ပေးနေကြတာပါ အလို့ရှင်တွေအနေနဲ့လည်းလူတန်းမှုတွေပြုလုပ်ရမှာရက်ွက်ကြီးကဲတွေထမအိမ်တော်စုစင်အတီချာနဲ့နေစနစ်တကျအိမ်တော်စုတစုစားစီခွဲဝေပြီးလူတန်းတင်တယ်လို့အကြံပေးထောက်ပြသူတွေလည်းရှိနေပါတယ်။ဘလို့ပဲဆိုနေပါစေမြမလူမျိုးတွေမှာစီကန့်တွေကိုချင်းစာတရားတွေလူသားဆံမှုတွေများစွာလွမ်းနေသေးတယ်လို့ဆိုရမှာပါ။အခုလိုအလုံးဒုက္ခရောက်နေတဲ့အချိန်မျိုးမှာလောဘမတက်ဖဲစီစီလုံးလုံးနဲ့အချင်းချင်းကိုကြီးဖေးမဆောင်ရှောက်ကြမယ်ဆိုရင် အခက်ခဲတွေကိုအကောင်းဆုံးကျော်ဖြတ်နိုင်ကြမှာပါ။ ။လက်ရှိမှာတော့ငလင်းဘေးထွက်လူတန်းရမှာခုလိုလောဘတက်လူရဲမှုတွေနဲ့ကြောင်ခဲရလို့လူရှင်တွေဘက်ကလည်းစိတ်ပြတ်နေကြအောင်ပြောလာကြပြီပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောလူတန်းရမှာလူရမှုပြဿနာတွေဖြစ်ခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမြင့်လေးတွေကိုပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပြောရွှေပါစေ